ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ဆိုင်ရဲ့လုံရအလွယ်ဆုံးနဲ့စားလို့အကောင်းဆုံးနေရာတစ်ခုဖြစ်တဲ့ chocolate cupcake လုံနီလေးမျိုးတော့မှာပဲဖြစ်ပါတယ်။ပါဝင်ပစ္စည်းအလုံးကိုရောမွေပြီးအာဗန်နဲ့ဖုတ်လိုက်ရင်ရတာမို့ try ကြည့်ဖို့ recommend ပေးချင်ပါတယ်။ပထမဆုံး C တို့မဟုတ်ထော်ဘတ်45 gram နဲ့လွှမ်းနို60 gram နဲ့တခြား50 gram ထည့်မွေလိုက်ပါ။ပြီးရတဲ့ချက်ဥတလုံးခွဲထည့်ပြီးတရောင်နဲ့ဖြည့်အောင်ဝေပေးရပါမယ်။ နောက်ထပ်ထည့်မွေတော်မှာတော့ကေကျုံ80ဂရမ်ခိုကိုပေါင်နာ20ဂရမ်နှုံမုံ15ဂရမ်နဲ့ဘေကင်းပေါင်နာ5ဂရမ်ပဲဖြစ်ပါတယ်သမားအောင်မွေပြီးရင်ပြောင်းချုံနေငယ်နေနေထားတဲ့ချောကလက်စိတ်လေးတွေထည့်မွေပြီးပုံစံခွက်ထဲထည့်လို့ရပါပြီဒီဗီဒီယိုထဲမှာတော့တစ်ခွက်ကို80ဂရမ်ချိန်ထားပါတယ်နောက်ဆုံးမှာတော့အပေါ်မီ160အောက်မီ150နဲ့25မိနစ်တို့မဟုတ်မိနစ်30ဖုတ်ပေးရပါမယ် အချိန်ပြည့်ရင်ဒုတ်တန်လေးနဲ့ထိုးကြည့်ပြီးကြက်မကျက်ဆန်းကြည့်လို့ရပါတယ်။ဒါကတော့ဒီအပတ်ရဲ့ chocolate cupcake recipe လေးပါ။အရင်က one we were speed video လေးတွေကိုလည်းဒီ social media platform တွေကတစင်ရှိရှိနိုင်ပါတယ်။ Hope you learn something. Bye bye.